အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါစေဒီနေ့2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့နေ့ကပိုင်းအတွက်မြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်ခင်ဗျာဒီကနေ့တင်ပြပေးခြင်းတဲ့သတင်းတွေကတော့ဒီမြောက်ရီတောင်ဘက်မင်းလက်ပံရွာမှာတိုက်ပွဲတွေဖြစ်နေပါတယ်နောက်ကြပြဆရာကြီးကိုလေးအင်းဝဂုံကြီးကွယ်လွန်တဲ့သတင်းလဲတင်ပြပေးဖို့ရှိပါတယ်နောက်ပြီးတော့တောင်သားမှာစစ်တပ်ကရွာတွေကိုမိရှု့ ဘုံကျဲမပြေးနိုင်တဲ့ဘုံကြီးတစ်ပါးကိုပါဒီမိရှုတက်ပြတ်တယ်ဆိုပြီးတော့ဆိုပါတယ်ခင်ဗျာနောက်ပြီးတော့ one china policy ကိုခိုင်မာစွာထောက်ခံတဲ့အကြောင်းစစ်ကော်မရှင် ပြောခွင့်ရဗိုလ်ချုပ်တော်မင်းထောင်ကပြောလိုက်ပါတယ်နောက် AOD ရေးတပ်စခန်းကတပ်သား၃ဦးထွက်ပြေးသွားပါတယ်ပြီးတော့ဒီဖဲခုံမရွာကိုမိရှုနေတဲ့ PNO ဒီပြည်သူ့စစ်ဗိုလ်မှူးတယောက်စနိုက်ပါထိပ်ပြီးတိုက်ဆုံသွားပါတယ်ခင်ဗျာဒီသတင်းတွေကိုသူသည်တင်ဆက်ပေးမှာဖြစ်ပါတယ် ပရမတုံတရင်တပုတ်အနေနဲ့မြောက်ဝတီတောင်ဘက်မင်းလက်ပံရွာမှာတိုက်ပွဲတွေဖြစ်နေတဲ့ဆိုတဲ့သတင်းနဲ့စတင်ကြပါရခင်ဗျာဒီကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြေးရွာတဲကိုစစ်ကြောင်းထိုးလာဖို့ကြိုးစားနေတဲ့ဒီစစ်ကောင်စီနဲ့ KNL တပ်မ6တွန်လိုင်းပူးပေါင်းတပ်တို့အကြဒီနေ့နိုဝင်ဘာ22ရက်နေ့မနက်ပိုင်းကတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ကရင်စစ်ရေးတရင်ရင်းမြစ်တွေကပြောပါရခင်ဗျာ ဒီမနေ့ကနိုဝင်ဘာ21ရက်ကစပြီးတော့မြဝတီမြို့နယ်မြဝတီဝေါ်လီလမ်းမပေါ်မှာရှိတဲ့အင်ဂျင်မြန်ကြေးရွာကနေမင်းလက်ပံကြေးရွာဘက်ကိုစစ်ကြောင်းပြန်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL တပ်မ6ဦးဆောင်တဲ့တော်လိုင်းတပ်ပေါင်းသူတို့အကြမင်းလက်ပံရွာထဲမှာတိုက်ပွဲတွေဖြစ်ပွားပါတယ်ဒီနေ့မနေ့၈နာရီကျော်ကစပြီးတော့နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့တိုက်ပွဲနှစ်ရက်တာအတွင်းမှာစစ်ကောင်စီတိုက်ရဲလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒီမင်းလက်ပံကြီးရွာကတရုတ်ကြဖြန့်စိုက်တဲ့ကိုလက်နက်ကြီးတွေကြောက်ပောက်ခွဲခဲ့တာမှာတုံဦးထိခိုက်မှုရှိခဲ့တယ်လို့ကရင်စီရေးတရင်းမြစ်ကပြောပြတာပါဒီတရုတ်စိုက်တဲ့လက်နက်ကြီးနှလုံးကြတဲ့မင်းကမင်းလက်ပံကိုစစ်တပ်ဝင်လို့ရသွားတယ်ညနေပိုင်းမှာပြန်ဆုတ်သွားတယ်လို့အဲ့ဒီသတင်းရေးမြစ်ကပြောတာပါဒီမင်းလက်ပံမဲ့ပွဲအတွင်းမှာစစ်ကောင်စီတပ်ကအထိနာနေတယ်လို့ကရင်စီရေးတရင်းမြစ်တွေကပြောပါတယ်ဒီမြဝတီမောလီလမ်းပိုင်းတစ်ချောက်ကိုပြန်ထိန်ချုပ်နိုင်ဖို့စစ်ကောင်စီတပ်က အင်ဂျင်မြန်ရွာကနေတစ်ဆင့်စိတ်ကြောင်းထိုးလာတယ်လို့ထိမဲ့ဝါခိနဲ့ရသိကူရွာဘက်ကနေစိတ်ကြောင်းထိုးနေတာဖြစ်ပါတယ်ခင်ဗျာဒီမြဝတီမြို့တောင်ဘက်ချမ်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မင်းလက်ပံကြီးရွာဟာဒီမိုကရေစီကရင်အကျိုးပြုတက်မတော် DKBA တက်ဖွဲ့ထိန်းချုပ်တဲ့ရွာတရွာဖြစ်ပြီးတော့အဲ့ဒီကြီးရွာထဲမှာတရုတ်ကြဖြန့်လုပ်ငန်းတွေအများပြားရှိတယ်လို့လည်းသိရပါတယ် ီမင်းလက်ပံတိုက်ပွဲကြောင့်မို့ဒေသခံရွာသူရွာသားတွေဘေးလွရနေရာဒီကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီးတော့ဆောင်းတွင်းကာလရောက်ရှိလာပြီးဖြစ်တာကြောင့်စစ်ဘေးရှောင်သူတွေအတွက်အနွေးရနဲ့ဆန္ဒရေးကအကူအညီတွေလိုအပ်နေတယ်လို့လည်းစစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာနောက်ကဗျာဆရာကိုလေးအင်ဝဂုံကြီးကွယ်လွန်သွားတဲ့အကြောင်းကို တင်ဆက်ချင်ပါတယ်တသက်တာမြို့သားစပေသူရောက်ကြပြဆရာကြီးကိုလေးအင်းဝဂုံကြီးဟာ90တနှစ် ဒီရှိပြီဖြစ်ပါတယ်ဒီနေ့မနေ့9နာရီ10မိနစ်ကမန္တလေးမြို့မှာကွယ်လွန်သွားတာလို့သိရပါတယ်ခင်ဗျာဒီအင်းဝဇာတိဖြစ်ပြီးတော့အမိရင်းမှာဥကိုလေးဖြစ်ပါတယ်1954ခုနှစ်တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးတဲ့နောက်မှာမန္တလေးတက္ကသိုလ်ဥပဒါကကြီးအောင်တဲ့အထိပညာစိပုကပ်ပြီးတဲ့နောက်မှာကံဘက်ဆရာအတတ်တင်သိပ္ပံကိုတက်ပြီးတော့အလဲရန်ဆရာဖြစ်သင်တန်းအောင်မြင်ခဲ့ပါတယ်ခင်ဗျာဒီအလဲရန်ဆရာအဖြစ် ဒီဒရက်ဦးမျိုးနယ်အတွက်မှာရှိတဲ့သဘုတ်ပင်စင်တဲ့မြေငူတို့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။နောက်ပြီးတော့ဂျပန်ခေတ်ကစာရေးဆရာကြည်မြနှင်းဦး MA ဒေါ်အောင်တို့အင်းဝမှာတည်ထောင်ထားတဲ့အင်းဝဂုံကြီးကျောင်းမှာပညာစီပူးခဲ့လို့အဲ့ဒီအကြောင်းကိုအောက်မေ့ကွန်ပျူတာအနေနဲ့ကိုလေးအင်းဝဂုံကြီးကလောင်အမိကိုခံယူပြီးတော့ငွေတာရီမိုးဝေစတဲ့မဂဇင်းတွေမှာရေးသားခဲ့ပြီးတော့1965ခုနှစ်မှာလန်သစ်ကဗျာအများစာအုပ်နဲ့မြူသားစာပေသူ ကဗျာပရမတုရရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီကာလကခေတ်စနစ်နဲ့ကန့်ညီတဲ့လမ်းသစ်ကဗျာကိုနောက်ပိုင်းမှာပညာရေးဝန်ကြီးဌာနကအထက်တန်းကဗျာလည်ရွေးစဉ်ပြဋ္ဌာန်းတာမှာထက်သွင်းသတ်မှတ်ခဲ့ပါတယ်ဒီမြန်မာစာပေ လောကမှာအထက်ဗမာပြည်ကကဗျာဆရာကြီးတွေဖြစ်တဲ့တင်မို့မောင်စွမ်းကြီး ဂျီအောင်ဒုံနဲ့အတူကြပြတမှုကြီးတူအဖြစ်တင်စားခံခဲ့ရသူဖြစ်ပြီးတော့1988ခုနှစ်လူတုရေတော်ပုံကြီးမှာရှေ့တန်းကပါဝင်ခဲ့တယ်လို့အထက်ပမာပြီးစာပေတမကရဲ့နိုင်ကတာဝန်ယူခဲ့သူဖြစ်ပါတယ်ခင်ဗျာမြူသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့အစောပိုင်းကာလတွေမှာတက်တက်ကြွကြွပါဝင်ခဲ့တယ်လို့အစဉ်တစိုက်ထောက်ခံခဲ့သူဖြစ်လို့စာပေစစ်စည်းရေးကဆရာဦးတင်မိုးဆရာမောင်စွမ်းကြီးဆရာဦးကြည်အောင်ဆရာဦးကိုလေးတို့ရဲ့ကလောင်အမိနဲ့ ကြပြားတွေကိုနဝတနာဖစစ်သူရလက်ထက်နှစ်ကာလကြာမြင့်စွာမဂဒင်းတွေထက်မှာဖော်ပြပွင့်မရခဲ့ပါဘူး1990မှာနဒီ9ွယ်ကြပြားရှိစာအုပ်ထုတ်ဝေခဲ့တယ်လို့2012ခုနှစ်မှာမွန်းတက်အမီကြပြားစာအုပ်ကိုထုတ်ဝေခဲ့ပါတယ်2014ခုနှစ်မှာမြို့သားစာပေတသက်တာစုအတွက်ဆရာဦးဝင်းဖေဆရာဦးခင်မောင်စုမောင်ပေါ်ထွန်းတို့နဲ့အတူဆရာဦးကိုလေးအင်းဝဂုံကြီးတို့ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ် ဒီအမျိုးသားစာပေတသက်သာစုရရှိခဲ့တဲ့ဥကိုလေးအင်းဝါကိုကြီးကဒီစုဟာကျွန်တော်စုမဟုတ်ပါဘူးကျွန်တော်အမေကျွန်တော်ဦးလေးကျွန်တော်အကိုရသေးကျင်တာပါအမေဖြစ်တဲ့လူလူတော်မှာဦးလေးဖြစ်တဲ့တကုံတရားအကိုဖြစ်တဲ့တင်မိုးရသေးခြင်းနဲ့အခုဘလို့မှမနေပါဘူးဝမ်းလည်းမတာဘူးစိတ်လည်းမကောင်းဘူးသူတို့ကိုပို့ပြီးလွမ်းပြီးတော့ဒီပို့စိတ်မကောင်းတာလို့ဆိုခဲ့ပူပါတယ်ခင်ဗျာ နောက်ပြီးတော့ဒီကြပြဆရာကြီးဥကိုလေးရဲ့ဇာပနာကိုမနှက်ပြန်နေ့လေတနအီမှာဒရက်ဥမျိုးနေင်ကနေပြီးတော့လိုက်ပါပို့ဆောင်တကြုံမှာဖြစ်တဲ့အကြောင်းမန္တလေးစာပေအတိုင်းဝိုင်းကဆိုပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့စစ်တပ်ကဒီတောင်သားမှာရွာကိုဘုံကျဲမိရှုပြီးတော့မပြေးနိုင်တဲ့ဘုံကြီးတစ်ပါးကိုပါမိရှုတပ်ဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ပြခြင်းပါတယ်ဒီမန္တလေးတိုင်းမြင်းညာခရိုင်တောင်သားမြို့အနီးက ဒီညောင်တူကျေးရွာကိုစစ်တပ်ကမနေ့ကညပိုင်းပါရာမော်တာစစ်တပ်လေဒီနဲ့ပုံကျဲပြီးတဲ့နောက်မှာမြေပြင်စစ်ကြောင်းကပြစ်ခတ်စီးနှင်းကနေအိမ်တွေမိရှုပ်ဖြတ်စည်းပြီးတော့ဒီမပြေးနိုင်တဲ့ဘုံကြီးတစ်ပါးကိုပါမိရှုပ်တပ်ဖြတ်ခဲ့တယ်လို့ဒေသခံသတင်းအကြီးအမြစ်တွေကဒီ MFP သတင်းဌာနကပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာဒီနိုဝင်ဘာ22ရက်မနေ့7ရက်လောက်မှာတောင်သာမြို့နဲ့တမိုင်လောက်အကွာမှာရှိတဲ့ညောင်တူကျေးရွာကိုစစ်တပ်ကလေဒီနဲ့ဘုံကျဲပြီးတဲ့နောက် ဒီခမန်းအင်အား400လောက်ပါတဲ့စစ်ကြောင်းကစီးနင်းဝင်ရောက်ပြီးတော့နေအိမ်တွေကိုဖောက်ထွင်းလူရဲမိရှုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်ခင်ဗျာဒီညောင်တူကျေးရွာကအိမ်ခြေ300လောက်နဲ့လူကြီး1500လောက်နေထိုင်တဲ့ရွာဖြစ်ပြီးတော့စစ်တပ်ကမိရှုလို့ကျေးရွာအတွင်းမှာရှိတဲ့အိမ်ခြေ90လောက်မီးလောင်ပြာကြကမပြေးနိုင်တဲ့အသက်80ကျော်အရွယ်ဘုံကြီးတစ်ပါးနဲ့မိရှုအသက်ခံရရတယ်လို့ဒေသခံတို့ကဆိုပါတယ်ခင်ဗျာ စစ်တပ်ကညောင်တူကြီးရွာကိုစစ်ကြောင်းထုတ်ဖို့အတွက်မိထလာလေးတပ်ကဆက်တပ်လေးဒီတွေနဲ့ဘုံကျဲတိုက်ခိုက်တယ်လို့လက်နက်ကြီးတွေနဲ့ပါပစ်ပြီးကြီးရွာကိုစီးနှင်းဝင်ရောက်တာလို့ဆိုပါတယ်ခင်ဗျာဒီလက်ရှိမှာစစ်တပ်ကရန်ကြောင်းဒီညောင်တူကြီးရွာအပါဝင်နီနာကြီးရွာတွေကပြည်သူတွေစစ်ပေးဆောင်ထွက်ပြေးနေကြရတယ်လို့ဆိုပါတယ်။ဒီစစ်တပ်ကညောင်တူကြီးရွာကိုစီးနှင်းလူရဲမိစုဖျက်ဆီးပြီးတဲ့နောက်မှာကြီးရွာရဲ့တောင်ဘက် တောင်တာငတယောက်ကားလမ်းပေါ်မှာရှိတဲ့တွန်လိုင်းတက်တွေရဲ့ဂိတ်စကန်းတွေကိုလည်းဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာစစ်လော်ဘီတွေကတော့ရွာမိရှုလူသက်တာကုံမဖော်ပြပဲတောင်တာငတယောက်လမ်းပေါ်ကပြည်ရဲ့ဂိတ်စကန်းတခုတင်းစီရရှိတယ်လို့အောင်ပွဲခံတဲ့သတင်းဖြန့်ပါတယ်ညောင်တူကြီးရွာကိုစစ်တပ်ကဒီမကြာခဏဘုံကျဲနေတာဖြစ်ပြီးတော့စစ်တပ်လေတီးနဲ့၃ချိန်ထက်မနည်းဘုံကျဲခံရကအိုးအိမ်ပြည့်စုံမှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်ခင်ဗျာ နောက်သတင်းတစ်ပုဒ်ကတော့နိုင်ငံတကာသတင်းတစ်ခု ဖြစ်ပါတယ်ထိုင်ဝမ်ရေးနဲ့ပတ်သက်လို့မြန်မာစစ်တပ်ကဒီတရုတ်နိုင်ငံဘက်ကနေပြီးတော့ရက်တီလိုက်ပါတယ်ဒီထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ဂျပန်တို့အကြားဝေဖန်အငင်းပွားလျက်ရှိတဲ့ရှိရမှာဒီမြန်မာနိုင်ငံအနေနဲ့တရုတ်ဘက်ကရက်တီခဲ့ပြီးတော့ one china policy ကိုခိုင်မာစွာထောက်ခံတဲ့အကြောင်းစစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဒေါ်မင်းတွန်းကပြောတယ်လို့တရုတ်တန်ယုံကမနေ့ကညပိုင်းမှာဖော်ပြပါတယ်ခင်ဗျာ ဒီတရုတ်အနေနဲ့ထိုင်းဝမ်အပေါ်စစ်အင်အားသုံးတိုက်ခိုက်လာပါကဂျပန်နိုင်ငံတည်ရှိမှုပေါ်ချိန်ချောက်မှုမြောက်ကြောင်းဂျပန်ဝန်ကြီးချုပ်လွှတ်တော်အတွင်ပြောကြားတာနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ဂျပန်အကြအပြန်အလှန်တင်းမာတာတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်ခင်ဗျာဒီနိုင်ငံအကြမြင်းပွားမှုနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့ဒီတနိုင်ငံတဲ့ဘူဝါဒထောက်ခံကြောင်းနဲ့အိန္ဒိချင်းမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တဲ့အပြင်မဟာ ဗျူဟာမိဖက်နိုင်ငံတွေနဲ့အေးတူပူမြအတိုက်အဝန်းကိုအတူတကွတည်ဆောက်နေတဲ့ဆက်ဆံရေးကိုအထူးတန်ဖိုးထားတဲ့အကြောင်းဗိုလ်ချုပ်တော်မင်းထောင်ကပြောဆိုထားတာပါခင်ဗျာဒီတရုတ်ရဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ရက်ကိုအမြဲလိုက်နာလျက်ရှိပြီးတော့တရုတ်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်ထောင်ခံမြရေးကိုလေးစားကြောင်းနဲ့တရုတ်နိုင်ငံရဲ့နိုင်ငံတော်စီးလုံးညညရေးအတွက်ဂျူပန်မှုအပေါ်ရခိုင်တိုင်းပြောင်းလဲခြင်းမရှိဘဲအစီအမြဲထောက်ခံသွားမှာဖြစ်ကြောင်းလည်း၎င်းကဆိုထားပါတယ်ခင်ဗျာ။ ။နောက် EAUD တက်စကန်ကတတသုံးဦးထွက်ပြေးတဲ့တရင်ကိုဆက်ပြီးတင်ပြကြမှာတယ်ခင်ဗျာ။ဒီရန်ကုန်ဘူတထောင်မြို့နယ်တန်လျဲဆွန်းမှာရှိတဲ့ EAUD ရေတက်စကန်ဌာနချုပ်ကရေတသား၃ယောက်ဟာရခိုင်ပြည်နယ်ရှိတဲ့စစ်မျက်နှာကိုလိုက်ရမှာစိုးရိမ်လို့နိုဝင်ဘာ20ရက်ညနေကထွက်ပြေးသွားတယ်လို့မြို့ကန်တွေစီကနေပြီးတော့သိရပါဗျ။ EAUD ရေတပ်စခန်းဌာနချုပ်ကစစ်ကောင်စီတပ်သား3ယောက်ထွက်ပြေးသွားလို့အဲ့ဒီနေ့ညမှာပဲ မြို့အတွင်းစစ်ကောင်စီတပ်ကလိုက်လံရှာဖွေခဲ့တယ်လို့ရည်တက်နဲ့နှိစက်တဲ့ဒေသခံတယောက်က ပြောပါတယ်။တန်လျဆွရည်တက်စကန်ကစစ်သားတွေထွက်ပြေးသွားလို့စစ်တပ်ကမြို့နယ်ကိုအကူအညီတောင်းပြီးဘူတထောင်ကျော်နဲ့မြို့ထဲမှာလှည့်ကင်းနဲ့ပတ်ပြီးလိုက်ရှာနေတာတွေ့လားမတွေ့လားတော့မသိဘူးလို့ပြောပြပါတယ်။အဲ့ဒီရေတပ်စကန်ကနေထွက်ပြေးသွားတဲ့တပ်သား၃ယောက်ကတော့ကျော်စုဝင်းထိုက်အောင်လင်းနဲ့ဝင်းရံဦးတို့ဖြစ်ပြီးတော့စစ်လက်နက်တွေတော့ယူဆောင်သွားတာမရှိဘူးလို့အုပ်ချုပ်ရေးနဲ့နေဆက်တဲ့သတင်းရင်းမြစ်တွေကပြောပါရတယ် တန်လျာသွန်ရီတက်ပင်မထိန်သိရီတက်ကတယောက်ပင်မဆက်သွေးရီတက်က2ယောက်အလုံး3ယောက်လက်နဲ့တော့မပါဘူးဓာတောင်အုတ်ချုပ်ရီကတိလို့မတိဘဲထွက်ပြေးတဲ့သူတွေဘလောက်များရှိမလဲမသိဘူးရခိုင်ကိုရှေ့ရန်ပို့မယ်ဆိုတာနဲ့ထွက်ပြေးတာများတယ်လို့ပြောပြပါရခင်ဗျာ2024ခုနှစ်ဇွန်လကလည်းအယောက်ဒီရေတပ်စခန်းကရခိုင်ပြည်နယ်မှာရှိတဲ့ရှေ့တန်းစစ်မြေပြင်ကိုစစ်ကူလွှတ်ရမှာခွဲခြားမှုတွေရှိနေလို့ဌာနချုပ်မှုဗိုလ်မှူးချုပ်တင်မောင်တန်းကိုဝေဖန်တာတွေရှိနေပါတယ် ရခိုင်ရှိတဲ့စစ်မျက်နှာအတွက်ရန်ကုန်နဲ့အရောက်တွေတိုက်မှာရှိတဲ့ရေတပ်စခန်းကဒီအရာရှိစစ်သည်တွေကိုပို့ဆောင်နေပေမဲ့ရှိတဲ့မလိုက်ချင်တဲ့အရာရှိစစ်သည်တွေကရတဲ့နည်းနဲ့ထွက်ပြေးနေကြတာဖြစ်ပါတယ်ခင်ဗျာနောက်တဲ့ရင်တို့ကတော့ရှမ်းတောင်ဖဲကုံမှာရွာကူမိရှုနေတဲ့ PNO ပြည်သူ့စစ်ဗိုလ်မှူးစနိုက်ပါမိပြီးတော့တည်ဆုံသွားတယ်လို့ဆိုပါတယ်ခင်ဗျာဒီရှမ်းပြည်တောင်ပိုင်းဖဲကုံမြို့နယ်မှာရှိတဲ့ဘောရန်ကျေးရွာကို မိဝင်ရှုံနေတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့ရဲ့စနိုက်ပါနဲ့ပြစ်ခတ်ခံရလို့စစ်ကောင်စီလက်အောက်ခံ BNO ပြည်သူ့စစ်ဗိုလ်မှူးတဦးသေဆုံးသွားတယ်လို့သတင်းရင်းမြစ်ထံကနေပြီးတော့သိရပါတယ်ခင်ဗျာပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်မှာစစ်ကောင်စီလက်အောက်ခံ BNO ဗိုလ်မှူးခွန်ဆိုးအောင်ဦးဆောင်တဲ့တပ်ဖွဲ့ကဘောညာကြေးရွာအတွင်းကိုဝင်ရောက်ပြီးတော့မိရှုတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်တာကိုခံရပြီး၎င်းမှာစနိုက်ပါနဲ့ပြစ်ခတ်ရတာဖြစ်တယ်လို့သတင်းရင်းမြစ်တဦးကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာ ရွာထဲကိုသူတို့ဝင်ပြီးမီးရှို့ရှင်းလင်းနေတဲ့အချိန်စနိုက်ပါနဲ့ပစ်ခံရလို့တခါတည်းတည်သွားတယ်။ပြီးခဲ့တဲ့တရက်ဘောရန်ကြီးရွာမှာပစ်ခံရတာကပွဲချင်းပြီးပဲအတုပပွဲလဲသူ့ရွာမှာပဲလှုပ်ပြီးသွားပြီးကလေးတယောက်ကြံခဲ့တယ်လို့၎င်းကပြောပြတာဖြစ်ပါတယ်ခင်ဗျာ။၎င်းဟာဒီတောင်ကြီးမြို့နယ်ဇလဲကြီးရွာအုပ်စုဇလဲကုန်းတာရွာကဖြစ်ပြီးတော့ကလေးသူနဲ့ဇနီးဖြစ်သူတို့ကြံရတာပါ ၎င်းမတိဆုံးမီကလည်းစစ်ကောင်စီလက်အောက်ခံ PNU အတွက်လူစုဆောင်တာ၎င်းကိုယ်တိုင်ဥဆောင်ပြီးတော့တွန်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်တာပြည်သူလူထုကြေးရွာတွေကိုမိရှုတာတွေပါဝင်သူ ဖြစ်တဲ့ကြောင်းဒေသခံတရင်ရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်ခင်ဗျာနိုဝင်ဘာလအတွင်းမှာရှမ်းကရင်နေဆက်တိုက်ပွဲအတွင်းစစ်ကောင်စီလက်အောက်ခံ PNU ဗမာဘုံမှုခွန်စိုးအောင်ဘုံမှုခွန်ဖေးအပါဝင်ဘုံမှု၃ဦးထက်မနည်းတည်ဆုံခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ နိုဝင်ဘာလ20ရက်နေ့နေကမန့်တင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်